တာလီဇော့ပါဒီကနေ့မက်ရှလာ73ရက်နေ့နရင်းဇရာရခိုင်တည်င်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့တည်င်းတွေကိုကျမမြန်နင်းခင်အားတင်ဆက်ပြီးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပြီးသွားမယ့်တည်င်းတွေကတော့ရခိုင်မှာမြေပေးဝေလက်မရှိလို့စိုက်ပျိုးသူတွေအရှုံးပေါ်နေတဲ့တည်င်းစစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့်နှလားကျော်အတွင်းရခိုင်ဒေသခံ45ယောက်တိဆုံခဲ့တယ်လို့ EEPP ကထုတ်ပြန်တဲ့သတင်းနဲ့တိုက်ပွဲပြင်းထန်နေတဲ့ကြောက်ဖြူမှာ အထူးစည်းပွားရေးဆောင်ရည်နဲ့စက္ကန့်ကိုအောင်မြင်အောင်ဆောင်ရွက်ဖို့စစ်ကောင်စီဒူဥက္ကဋ္ဌဒုတိယဘုရှုံမွန်ကြီးဆိုဝင်းကတိုက်တွန်းတဲ့တည်င်းအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့တည်င်းတွေကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ရခိုင်မှာအခုနှစ်မြေပေးဝယ်ယူသူမရှိဖြစ်နေလို့ဈေးနှုန်းကျဆင်းပြီးစိုက်ပျိုးသူတွေမှလည်းအရှုံးပေါ်နေတယ်လို့မြေပေးစိုက်ပျိုးသူတွေစီကနေသိရပါဗျ။လက်ရှိရခိုင်မှာတိုက်ပွဲတွေကြောင့် လမ်းပန်းဆက်သွေးတွေအားလုံးကို စစ်ကောင်စီတပ်ကအဖက်ဖက်ကပိတ်ဆို့ထားတဲ့အတွက်မြေပြေးတွေကိုမကွေမန္တလေးနဲ့၆ဆရဲ့ပြည်မဘက်ကိုတင်ပို့နိုင်တာမရှိတော့ဘူးလို့သိရပါတယ်။အဲဒီလိုတင်ပို့နိုင်တာမရှိတဲ့အတွက်မြေပြေးဝေယူတဲ့ကုန်သွေးတွေလည်းမရှိလို့မြေပြေးစည်းနှုံးကျဆင်းနေပြီးမြေပြေးစိုက်ပျိုးသူတွေမှလည်းအရှုံးပေါ်နေကြတာဖြစ်တယ်လို့ကြောက်တော်မြို့နယ်ကမြေပြေးစိုက်ပျိုးသူဦးဦးထွန်းဝင်းကပြောပါရတယ်။ အရင်နှစ်တွေကမြေပေးတတောင်းကို7300နောက်ကျော်အထိဈေးကောင်းရရှိခဲ့ပေမဲ့လက်ရှိမှာတော့မြေပေးတတောင်းကို7900ကနေ1000ဝန်းကျင်လောက်ထိဈေးကျဆင်းနေတယ်လို့သိရပါဗျ။ဒီဘေးဆိုင်ပြိုးရာမှာထွန်ရက်စည်းရိတ်တွေ၊တွေးရစုတွေဖြစ်တဲ့ဓာမြေဩဇာတွေ၊ရွက်ဖြန်းစည်းတွေစတဲ့အခက်ခဲအမျိုးမျိုးကြားကနေစိုက်ပျိုးခဲ့ရပေမဲ့လက်ရှိမှာအရှုံးပေါ်နေကြတာပါ။ဒါကြောင့်လာမယ့်နှစ်မှာ မြေပေးမစိုက်ပြိုးတော့ပေရန်နာရတော့မေလို့လေစိုက်ပြိုးသူတွေကပြောပါတယ်စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့်နလားကျော်အတွင်းရခိုင်ပြည်ကအရဲသားပြည်သူ45ယောက်သေဆုံးခဲ့တယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီဆောက်ရှောက်ရေးအသင်း EAPP ကမက်ရှလာ7ရက်နေ့မှာထုတ်ပြန်ပါတယ်ဇန်နဝါရီလ10ရက်နေ့ကနေမက်ရှလာ7ရက်နေ့အထိရခိုင်ပြည်နယ်မှာအကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး24ယောက်နဲ့အမျိုးသား21ယောက်သေဆုံးခဲ့တာကိုနမေနဲ့တကွအတည်ပြုနိုင်ခဲ့တယ်လို့ဆိုပါရယ်။အဲ့ဒီအထက်မှာအသက်2နှစ်အရွယ်ယောက်ျားလေးတယောက်အပါအဝင် အသက်18နှစ်ယောက်ကလေးငယ်7ယောက်ပါဝင်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါရယ်။အဲ့ဒီသေဆုံးသူတွေထဲကအယောက်40ဟာစစ်အုပ်စုရဲ့လေကြောင်းနဲ့ပြစ်ခတ်တိုက်ခိုက်မှုကြောင့်အများဆုံးသေဆုံးခဲ့တာဖြစ်တယ်လို့ဖော်ပြထားပါရယ်။ အာရခတက်တော် EA နဲ့စစ်ကောင်စီတက်တူတိုက်ပွဲပြင်းထန်နေတဲ့ကြောက်ဖြူမြို့နယ်မှာအထူးစည်းပွားရေးဆောင်ရေနဲ့စစ်ကန်းကိုအောင်မြင်အောင်ဆောင်ရွက်ဖို့စစ်ကောင်စီဒူအိုကထာဒုတိယဘူရှုံမွန်ကြီးဆိုဝင်းကတိုက်တွန်းလိုက်ပါရယ်မက်ရှလာစစ်တရဲနေ့မွန်လွေပိုင်းကနေပြည်တော်ကစည်းပွားရေးနဲ့ကုတန်းရောင်းဝယ်ရေးဝန်ကြီးဌာနညီလာခံခမ်းမမှာကျင်းပရယ်မြန်မာထူးစည်းပွားရေးဆောင်ဆိုင်ရာဘဟုအဖွဲ့ရဲ့2024-2025ဘဏ္ဍာနှစ်ဒုတိယအကြိမ်အစည်းအဝေးမှာ မစကားပြောကြတဲ့အခါအခုလိုထည့်သွင်းပြောတော့တာဖြစ်ပါတယ်။ကြောက်ဖြူအထူးစီးပွားရေးဆောင်ရေနဲ့ဆက်ကန်းကိုကြောက်ဖြူမြို့နေမှာကြေးရွာအုပ်စုကိုအုပ်စုအတွင်ကကြေးရွာပေါင်း35ရွာကညီဧက4189တက်သမာ3ဧကမှာတိဆောက်ဖို့ရထားတာပါ။အဲ့ဒီကြေးရွာ35ရွာထဲမှာပြီးခဲ့တဲ့မက်ရှလာစီရဲ့နေကစစ်ကောင်စီကဒရုန်းနဲ့ပုံကျေလို့အရတားတယောက်ထိခိုက်တယ်ဟာရပြီး နေအလုံးရည်နှစေထက်မနေမီးလောင်ပျက်စီးသွားခဲ့တဲ့ကက်တပြေရွာနဲ့မက်ရှလာ6ရက်နေ့ကစစ်ကောင်စီကဒရုန်းနဲ့ပုံကျေလို့နေအများပြားမီးလောင်ပျက်စီးသွားခဲ့တဲ့ဥကင်းကျေးရွာတို့လည်းအပါအဝင်ဖြစ်ပါရယ်။အဲဒီလိုပဲဖေဖော်ဝါရီလ28ရက်နေ့ကလေကက်တပြေနဲ့ဥကင်းရွာအပါအဝင်စစ်ကောင်စီကလေကြောင်းကနေပုံကျေခဲ့တဲ့ကျက်တိန်ဒိုမတောင်ကြံချိုင်စိုက်ချုံစိုက်ချုံတွင်ဖောက်ရှောင်းစီမော် လမ်းပွေလမ်းစုံနဲ့ပြားရီစားတဲ့ကြီးရော်တွေနဲ့အတူတောင်ရှောင်းစစ်တော်ကလဘာတောင်တဖန်းခါစားတဲ့ရော်ရီလေးပောင်ဝင်နေလို့သိရပါဗျ။ဒီကနေ့ရရှိထားတဲ့ရခိုင်တည်င်းတွေကိုတင်ဆက်ပေးကြတာပါ။ဆက်လက်ပြီးတော့ပြည်ရင်းနဲ့နိုင်ငံတကာတည်င်းတွေကိုလည်းတင်ဆက်ပေးတော့ပါမယ်ရှင်။ပြည်ရင်းတည်င်းတပုတ်အနေနဲ့ကတော့စစ်တပ်အာဏာသိမ်းပြီးနောက်၄နှစ်နီးပါးအတွင်းစကိုင်းတိုင်းမှာအရဲသား9304ယောက်တိဆုံးခဲ့တယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ဒေတာဖော်မြန်မာကမနေ့ကမက်ရှလာ၁၂ရက်နေ့မှာထုတ်ပြန်ပါရယ်။ဒါအပြင်ဒံယာရသူဟာလေ3988ယောက်ရှိတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါရယ်။စကိုင်းတိုင်းဒေသမှာအရသာထိခိုက်သေဆုံးသူဟာလစီပြင်းမြ112ယောက်နဲ့ဒံယာရသူအယောက်80ရှိတယ်လို့လည်းဖော်ပြထားပါရယ်။ ဒီအရေအတွက်ဟာ2021ခုနှစ်မက်လကနေ2025ခုနှစ်ဇန်နဝါရီလအထိရရှိခဲ့တဲ့အချက်လက်တွေလို့သိရပါတယ်။ရွှေဘိုခရိုင်မုံရွာခရိုင်စကိုင်းခရိုင်ကံဘလူခရိုင်ရင်းမာပင်ခရိုင်နဲ့ကလေးခရိုင်တွေဟာအရက်သားတည်ဆုံမှုအများဆုံးဒေသတွေဖြစ်ပြီးအဲ့ဒီမှာတည်ဆုံသူ4500ကျော်ရှိတယ်လို့ဆိုပါတယ်။အရက်သားတွေကိုပြစ်မှတ်ထားတပ်ဖြတ်မှုတွေကြောင့် 3883ရောက်သေဆုံးခဲ့ပြီးလက်နက်ကြီး drone မိုင်းနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်သေဆုံးသူ1118ရောက်ရှိခဲ့တယ်လို့သိရပါတယ်နိုင်ငံတကာသတင်းဌာနအနေနဲ့ကတော့အမေရိကန်ကအစိုးပြုတဲ့ရက်30ပြည့်ခတ်ရက်စီးကိုရုရှားကသာလိုက်နာမေးဆိုရင်ယူကရိန်းကသဘောတူတယ်လို့ယူကရိန်းသမ္မတရုံးကကြေညာခဲ့ပါရယ်ရုရှားယူကရိန်းစစ်ပွဲကိုအဆုံးသတ်နိုင်ရတဲ့အတွက် အမေရိကန်နဲ့ယူကရိန်းတာဝန်ရှိသူတွေဆော်ဒီအာရေဗီယာနိုင်ငံဂျက်တာမှာမက်ရှလာ၁၁ရက်နေ့ကတွေ့ဆုံဆွေးနွေးခဲ့ကြပြီးတဲ့နောက်ယူကရိန်းဘက်ကအခုလိုပြောဆိုခဲ့တာပါ။နှုတ်နှစ်ဘက်သဘောတူညီချက်နဲ့ဆက်လက်တည်တံ့တိုးနိုင်တဲ့ယာယီအပြစ်ခတ်ရက်စီးကိုချက်ရှင်းအကောင်အထည်ဖော်ဆောင်ဖို့ဝါရှင်တန်ရဲ့အဆိုပြုချက်ကိုကီယက်ကလက်ခံဖို့အသင်ရှိတယ်လို့လေယူကရိန်းသမ္မတရုံးကကြေညာခဲ့ပါရယ်။ ရုရှားအနေနဲ့အပြစ်ခတ်ရစီဆိုင်ရာစီမီစီကန်းတွေကိုလိုက်နာမှသာယူကရိန်းဟာပြစ်ခတ်ရစီကိုလမ်းဖို့အသင့်ရှိနေတာလို့ဆိုပါရယ်အမေရိကန်ကဆိုပြတဲ့ရက်သုံးစီကြာအပြစ်ခတ်ရစီကိုယူကရိန်းကလက်ခံပြီးအမေရိကန်အနေနဲ့လေအဆိုပြချက်ကိုရုရှားကလိုက်နာဖို့စီယုံရမယ်လို့ယူကရိန်းသမ္မတဇလန်စကီကပြောဆိုထားပါရယ် နရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါရယ်။ကျမတို့နရင်းစရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narinzara.com မှာဝင်ရောက်ကြည့်ရှုနိုင်သလို Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါရယ်။နရီဇာအုပ်တန်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရှင်လန်းကြပါစေရှင်။